အားလုံးပဲမင်္ဂလာပါ Marsh Academy Channel နဲ့ပြည်သက်အားလုံးကြိုးဆိုပါရခင်ဗျာကျွန်တော်တို့ Marsh Academy Channel အားဆိုရင် MMA လောကရဲ့နောက်ဆုံးရသတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကုသပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel တစ်ခုပါဒါကြောင့်မလို့ Marsh Local Channel တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြစ်တိုက်ခင်ကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအားလုံးလည်းတော်တော်ကြီးကိုပျော်နေကြမယ်လို့ထင်ပါတယ်ကျွန်တော်လည်းထပ်တူပဲဝမ်းသာရပါတယ်ကျွန်တော်တို့မြန်မာကုသ Fighter ကြီးက သူရဲ့ professional fighter ပွားနောက်ဆုံးပွဲကိုဒီနေ့မနက်မှာပဲကစားသွားပါလိမ့်။ online အဆင်းက Sweden fighter တငယ်ချင်းဖြစ်တဲ့ Sebastian Cardis တနဲ့ရှင်ထိုးခဲ့တယ်။ပွဲထွက်လာတဲ့အချိန်မှာလည်းတကယ်ကို online က surprise တိုက်မယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့အဆိုတော်လေးဖြူကိုယ်တိုင်က online အဆင်းရဲ့ပွဲမှာသူကိုယ်တိုင် mic ကင်ပြီးသချင်းဆိုပြီး online ရဲ့ walk out ကိုဖြည့်ဆည်းပေးသွားခဲ့တယ်၊ကူညီပေးသွားခဲ့တယ်၊အားဖြည့်ပေးခဲ့တယ် တကယ်ကိုကြည့်ရတာအနှစ်သာရရှိတယ်လို့တကယ်လေးပီတိတွေဖြစ်ခဲ့ရတယ်အဲ့ဒီအခိုက်အတန့်ကတကယ်ကိုပျော်စရာကောင်းတယ်လို့တကယ်ကိုလည်းချက်သိန်းထားနောက်အောင်ကောင်းတဲ့အခိုက်အတန့်တခုလို့ကျွန်တော်ကတော့မြင်နေအဲ့ဒီအကြောင်းကိုဝမ်ချမ်မန်ရှယ်ကွန်မန်ဒေတာမစ်ချယ်ဆန်ကိုယ်တိုင်ကပြောသွားတယ်တကယ်ကိုကျင်းနေစရာကောင်းတဲ့အခိုက်အတန့်တခုနဲ့တကယ်ကိုကြည့်ရတာချက်သိန်းထားစရာကောင်းတဲ့အခိုက်အတန့်တခုကိုမြင်တွေ့ရတယ်ဆိုပြီးတော့မစ်ချယ်ဆန်ကိုယ်တိုင်ကပြောသွားတာဖြစ်ပါတယ်ပွဲတွေကအခြေအနေလေးကိုပြောအောင် ပွဲရဲစစချင်းပထမအချီစတော့ဖိုက်တန်းနှစ်ယောက်လုံးကအခဲခတ်ကြတယ်ကြောင်နဲ့တယောက်ခြေကံကြက်လေးတွေကန်လိုက်လက်သီးထိုးကြက်လေးတွေဖြည်းဖြည်းလေးသုံးလိုက်တဲ့ကစားတွေအဲ့ဒီအချိန်မှာကာဒစ်စတန်ရဲ့ခြေကံကြက်ကအွန်လိုင်းဆန်းရဲ့လိုဘလိုဖြစ်သွားတယ်ထိသွားပြီးတော့လိုဘလိုဖြစ်သွားတယ်အဲ့ဒါနဲ့ပွဲကိုခဏလေးရပ်လိုက်ရတယ်ပြီးတော့ပြန်စားတဲ့အချိန်မှာအွန်လိုင်းဆန်းကလက်သီးထိုးကြက်လေးတွေစသုံးတယ်ပြီးတော့အွန်လိုင်းခြေကံကြက်ကပဲကာဒစ်စတန်ကိုလည်းအဲ့ဒီလိုဘလိုဖြစ်ထပ်ဖြစ်သွားတယ်အဲ့တော့အပြန်လန်တယောက်နဲ့တယောက်လိုဘလိုတွေဖြစ်နေတယ် ပြီးတော့ fighter ညာလုံးကစားပုံအပြင်နည်းနည်းလေးလို့ပြောမလဲပြင်းစရာကောင်းလောက်တဲ့ထိအကဲခတ်နေကြတယ်ဒါကို Olivia Cox ဂျိုးဝိုင်းနိုင်ကပြီးတော့နှစ်ယောက်လုံးကို3ပေးတယ်ပွဲကိုမြန်မြန်ဆန်းဆန်းကစားဖို့ပြောတယ်အဲ့ဒီချိန်မှာ fighter ညာလုံးကဖွင့်ပြီးထိုးတယ်အဲ့ဒီချိန်မှာပထမချိန်မှာ online ဆန်းက1 2တွေနဲ့ထိုးရနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒါနဲ့ပထမချိန်ပြီးသွားတယ်ဒုတိယချိန်ရောက်မှာတော့ online ဆန်းက Cardistan ကို ်ပွဲစားတယ်နဲ့နည်းနည်းလေး pressure ပေးပြီးထိုးလို့တယ် online ဆန်လက်သီးထိုးတဲ့တွေကလည်း card distance ဝင်တယ် card distance ရဲ့ counter တွေလည်းတစ်ချက်တစ်ချက် online ဆန်မိရယ် online ဒီနားမှာဆိုလေဖူးရောင်သွားတာမျိုးလေးကျွန်တော်ပြိသက်တွေအားလုံးတွင်းမယ်ထင်ပါတယ်အဲ့လိုမျိုးထိသွားတယ်တကယ်လည်းကောင်းပါတယ်ပွဲကအဲ့ဒီအချိန်မှာ online ဆန်က pressure တွေပေးပြီး knock down shot 1 2တွေထိုးပြီးတော့ဖိအားပေးပြီးထိုးတယ်2တွေတိုက်တယ်ကန်ဒစ်စတန်လည်းကွဲသွားတယ်တော်တော်လေးကိုဝဲသွားတယ်အဲ့ဒီအချိန်မှာပဲ ်အိုလီဗီယာကော့စကာပွဲကိုတားလိုက်တယ်။အွန်လိုင်းအဆင့်ဒုတိယအချိန်မှာပဲ TKO နဲ့နိုင်သွားတယ်လို့ပြောလို့ရပါတယ်။ရှင်းပြောရရင်တော့တကယ်ကိုဝမ်းသာစရာကောင်းတဲ့အခိုက်အတန့်နေအွန်လိုင်းအဆင့်နဲ့ကာဒီစတန်တို့ကလည်းတကယ်ကိုဖျော်ဖြေမှုအပြည့်နဲ့ထိုးသွားတယ်။ကာဒီစတန်ကလည်းအကောင်းဆုံးပုံစံနဲ့ထိုးတယ်။ဒါပေမဲ့ဒီပွဲမှာကာဒီစတန်ကနည်းနည်းလေးလေးနေတယ်လို့ကျွန်တော်ကတော့ထင်တယ်။ဘာကြောင့်လဲဆိုသူ့ရဲ့ weight တန်းမဟုတ်တဲ့ တက်ကြောင်မလို့နည်းနည်းလေးနေတယ်ထင်တယ်ကျွန်တော်တို့အောင်လာကြီးကလည်းအသက်ရွယ်ကတော်တော်လေးကိုကြနေတာကိုဒီဘွဲမှာတွေ့ရတယ်ကစားပုံတွေကအရင်လောက်မတွတ်တော့ဘူးဒါပေမဲ့အကောင်းဆုံးသူထိုးသွားခဲ့တယ်ကာဒစ်စတန်ကလည်းအောင်လာရဲ့ဆင်းရဲ့နောက်ဆုံးဘွဲမှာအကောင်းဆုံးပုံစံနဲ့ပါရမီဖြည့်သွားတယ်လို့ကျွန်တော်ကတော့မြင်တယ်ဘာပဲဖြစ်ဖြစ်ဖိုင်တန်တွေအလုံးကွန်ပျူတာတွေလေးစားပါတယ်တကယ်ကိုကောင်းတဲ့နိုင်မွေးတစ်ပွဲကိုအောင်လာကလည်းယူနိုင်ခဲ့တယ်အောင်လာကပွဲပြီးမှလည်း မြန်မာပြည်သက်အများကြီးနဲ့ဓာတ်ပုံရိုက်တာရေလောက်ခဲ့တဲ့မြန်မာပြည်သက်တွေကလည်းတခဲကိုထူးနဲ့ဒေးပါပဲလာအားပေးတဲ့ပြည်သက်တွေတော်တော်များပါလေဒါကို one time man ship ကလည်းတကူတကပို့စတင်ပြီးတော့ဂုံပြူရေးသားထားတယ်။အောင်းလိုင်းဆိုင်ချာနီကတော့တခဲကိုပြပြဆုံးစရာကောင်းတဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ MMA fighter ပေါ့အနည်း20ကျော်ဖျက်ဆီးခဲ့တဲ့အချိန်မှာနောက်ဆုံးပွဲကိုလည်းအနိုင်နဲ့ပြည်သက်တွေစီနှုတ်ဆက်နိုင်ပါတယ်။ဒီပွဲဆွမ်းဆောင်ရည်ကြောင်း online ဆန်ကို chatry က bonus ဒေါ်လာ5000ပေးခဲ့တယ်။ပြီးတော့ online ဆန်ကို chatry က လာမယ့်နိုဝင်ဘာလ16ရက်နေ့မှာကစားမယ့်1173ဂျပန်မှာထိုးမယ့်ပွဲမှာအောင်လာကိုဖိတ်ခေါ်ထားတယ်။ဘာကြောင့်လဲဆိုတော့ online အဆန်းကို One Championship က Horror Famer Studio ကိုချီးမြှင့်မှာဖြစ်ပါတယ်။ One Championship Horror Famer ဖြစ် online အဆန်းကမှတ်တမ်းဝင်မှာပါ။ Horror Famer ဆိုတာ One Championship Gunwin Fighter တွေပါ။အဲ့ဒီ Gunwin Fighter တွေကိုပေးအပ်ချီးမြှင့်နေစုပါ။ပြည်သက်တိမှာပါရွှေရောင်စုလေးအဲ့ဒါကိုပေးပါပါ။ One Championship မှာ Fighter 2ယောက်ရထားမှုတယ်။တယောက်ကတော့ MMA ရဲ့ခန္ဓာဝင်ဖိုင်တာကြီးဒီမီထရက်ဂျွန်ဆန်နောက်တစ်ယောက်ကတော့ဝမ်ချမ်ပီယံရှစ်ဘန်နဝေတန်ချန်ပီယံဟောင်းပီပီယနိုဖာနန်ဒက်အဲ့ဒီဖိုင်တာနှစ်ယောက်လုံးကရထားမှုတွေဒီဒီချိန်တော့နိုဝင်ဘာလမှာအွန်လိုင်းဆန်ကိုဝမ်ကချီးမြှင့်သွားမှာဖြစ်ပါတယ်အများကြီးကုန်ရပါတယ်ကချင်သားကြီးနောက်ထပ်ကယ်ရီယာတစ်ခုမှလည်းအကောင်းဆုံးအောင်မြင်ပါစေလို့တောင်းဆုပြုပေးပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာတော့ဒါပါပဲ online ဆက်နဲ့ Sebastian Cardistan တို့ရဲ့ပွဲအကြောင်းလေးကိုလာရောက်ပြီးမျှဝေပေးတာပါနောက်ရက်ဒီမှာလည်းကျွန်တော်တို့မှာ Share Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကုသဗျူ Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့် Martial Law ကတင်နေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြစ်တိုက်ခင်ပါတယ်ပြည်သူအားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ